ျွန်တော်ငွေတွေမှာဆက်စီရတော့ကပေးကြဇက်ဖွဲ့ကိုဖားလိုက်ပြီးတော့သဘောထားလိုက်တော့ဟုတ်လားငွေတွေကပေတော့ဒီကားလေးကပြိတ္တတူတဲ့ဘာရရမလဲဆိုဒီကတော့သူကပျော်ရွှင်မှုကိုအဓိကထားတာပေါ့နော်သို့တော်လည်းအဲလူတွေရဲ့စိတ်ထဲမှာအများအားဟိုတန်တရပေါ့တန်တရနဲ့ထင်မြင်မှုတွေအများကြီးရှိတတ်တယ်ဆိုရဲအကြောင်းပြတာဖြစ်ပါတယ်ပြောပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရင်လည်းဖြတ်လိုက်ကောင်းမှာဖြူပြဲပြဲမင်းတို့လားအေး ခေါ်တဲ့လူကိုတွေးလို့ရလားကိုထုံးပြီးတော့တတ်ပြစ်မယ်ဟုတ်တယ်ဟုတ်တယ်ကိုထုံးကအရင်ကြိုးစားတယ်ကိုထုံးကဒီကကျွန်တော်ကိုထုံးခေါ်လို့ရိုက်ရိုက်ရတာပါခင်ဗျာဟုတ်ကဲ့ရိုက်ခွင့်ရတာမင်းဘာစကားလဲကွာစကားရှင်းအောင်ပြောသမားဦးစုံဝင်လက်ခံရတဲ့ဇက်အဖွဲ့ရလေမကောင်းဆုံးကအဖွဲ့ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါအောင်ပြောနေတာအခုကျတော့ဒါတကယ်ဇက်သမင်ပိုင်းကနေပြီးတော့ကျွန်တော်ကျွန်တော်ရဲ့ character လည်းဟိုဇက်မှလည်းကျွန်တော်လူရှင်တော်ပဲဒီမှာလည်းလူရှင်တော်နေရာဆိုတော့ကျွန်တော်အဲဝင်ရိုက်ဖြစ်တာပါဟုတ်ကဲ့ ီနေ့ကဒါကျွန်တော်နေမွေရွာရုပ်ရှင်ကားကြီးပေါ့နော်ကျွန်တော်ရဲ့ဘဝမှာပထမဦးဆုံးသောဇက်ကောင်လေးတစ်ခုဖြစ်အဲရိုက်ခွင့်ရတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်လာတက်ရောက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဇက်ဒီမှာဇက်တပင် site နဲ့ရွာ site နဲ့နဲ့ site ရှိတယ်ကျွန်တော်ဇက်တပင်ဘက်ကပါဟုတ်ဇက်တပင်ကကိုဗစ်မဖြစ်ခင်ကဆိုကျွန်တော်ဇက်တပင်တက်တန်း12နှစ်ပေါ့နော်ဇက်က12နှစ်အကြာခဲ့ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်ကိုဗစ်တွေဘာတွေဖြစ်တော့ ့ဇက်ကနာပြီးတော့ကျွန်တော်ဒီ social ဘိုင်းကိုပေါ့နော် influencer ဘိုင်းကိုနည်းနည်းလေ့လာပြီးတော့လုပ်နေတာပေါ့နော်အခုကျတော့ဒါတကယ်ဇက်သမင်ဘိုင်းကနေပြီးတော့ကျွန်တော်ကျွန်တော်ရဲ့ character လည်းဟိုဇက်မှာလည်းကျွန်တော် lution တော့ပဲဒီမှာလည်း lution တော့နေရဆိုတော့ကျွန်တော်အဲဝင်ရိုက်ဖြစ်တာပေါ့ဟုတ်ကဲ့အဲ comedy ဟောတာပေါ့နော်အဲပြောရရင်တော့အဲဟိုဘာရောကြောက်လဲကြောက်ရမယ်ရည်လဲရည်ရမယ်အဲပြောရရင်တော့ဇက်သမင်နဲ့ဒီ အဲ့ရွာနဲ့ဖြစ်ပျက်တဲ့အကြောင်းအရာအလွယ်လဲအချော်ချော်အကြောင်းအရာလေးတွေပေါ့ဟုတ်ကဲ့အဲ့ဒါကြီးကရမ်းပြောလို့မရဘူးအဲ့ဒါလည်းသိရင်16ရက်နေ့ယုံထင်လာကြည့်ပါရလွယ်လေးဆိုရတဲ့ဒီမှာရိုက်နေရင်လည်းကျွန်တော်တို့ဟိုပါပေါ့နော်ဟိုအကုန်လုံးကအဆင်ပြေတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကိုကျန်းကလည်းဇက်သမင်းကမင်းသားတကယ်လည်းမင်းသားအဲကျွန်တော်ကိုယ်တိုင်လည်းလူရှင်တော်ပြီးတော့ကိုဟိုငှက်ကလည်းလူရှင်တော်ပြီးတော့အဲမင်းသမီးကမဖူးတော့နောက်ရှေ့တွင်မင်းသမီး ဇွဲရည်ဒီဆိုတာကြာလှလှပေါ့ဇွဲရည်ဒီကလည်းတကယ်အငြိမ့်မင်းသမီးအစ်စ်ဗျအဲ့တော့ဒီအမှုပညာညီကောင်မတော်ကြီးစုံကြတာဖြစ်တဲ့ပို့တကယ်ဇက်တပင်ရဲ့ဟိုအနှစ်သာရလေးလေကျွန်တော်တို့ကအဲပါတယ်ပေါ့နော်သို့တော်လည်းကျွန်တော်တို့ဇက်ကဇက်ကြီးမဟုတ်ဘူးဆိုတော့ဟိုပုံစံလေးတစ်ခုတော့ထားထားတယ်အဲ့တော့ကျွန်တော်တို့ဟိုဇက်လက်တန်းလေးတစ်ခုရဲ့လှူရှားသွားလာမှုအကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်ဟုတ်ဟာဇက်ကားကြီးစီးရတာပေါ့အဲ့8လေးပြန်ရတာပေါ့ကျွန်တော်တို့ကိုယ်တိုင်တကယ်ဇက်ကားကြီးစီးကြတီးပေါ့ဒေတာလည်းဆိုကျွန်တော်ရန်ကုန်နဲ့ဟိုးတန်လင်း တန်လင်းတန်လင်းမှာကျွန်တော်တို့ location တို့ပေါ့နော်။ဘာညာရှီဆောင်လို့ပြီးတော့ရိုက်ကြတာပေါ့။ဟုတ်တယ်ဟုတ်တယ်။ကိုထုံးကအရန်ကြိုးစားတယ်ကိုထုံးက။ဒီကားကျွန်တော်ကိုထုံးခေါ်လို့ရိုက်ရိုက်ရတာပါခင်ဗျာ။ဟုတ်ကဲ့။ရိုက်ခွင့်ရတာ။ဒီကားလေးကပြည်သက်တူတဲ့ဘာရမလဲဆိုဒီကားတော့သူကပျော်ရွှင်မှုကိုအဓိကထားတာပေါ့နော်။သို့တော်လည်းအဲလူတွေရဲ့စိတ်ထဲမှာအများအားဟိုတန်တရာပေါ့။တန်တရာနဲ့ထင်မြင်မှုတွေအများကြီးရှိတတ်တယ်ဆိုတဲ့အကြောင်း ပြတာဖြစ်ပါတယ်ဒီမှာကတော့တရေ6ခံရဖို့အချောက်မခံရဘူးတဲ့ဟိုအလုတ်ပြီးအောင်ဇောကန့်နေကြတော့ဘယ်သူမှပါမမတိလိုက်ပါဘူးကြိုင်ရင်မိုးလင်းသွားတာပဲတိတယ်ပေါ့နော်အဲ့အဲ့လိုပေါ့အဲဒါမဲ့နည်းနည်းတော့စိုးရင်တော့ဗျာကွင်းကြီးထဲမှာရိုက်ရတာဇက်ယုံကြီးစောက်ပြီးရိုက်တာနီးနားမှာလည်းတင်ကြံကုန်ကြီးရှိတယ်ဆိုတော့အဲ့လိုအဲ့လိုနည်းနည်းစိုးရင်ဟုတ်တယ်တင်းငွေတက်ကတော့ရိုင်ရင်လည်းပဲတွေ့တာပြည့်ရအောင်တင်းငွေတက်ကြဟုတ်ပါဘူးကျွန်တော်တို့ကအဲ့လိုမတွေ့ရဘူးလေရိုင်ရင်လည်းတွေ့ဆိုတော့ကော့ကိုပဲတရေ ကွာဟိုလူကတရေမိတ်ကညဘက်ကြီးလိမ့်တာဩသူမြင်လန့်ကို့မြင်လန့်အဲ့လိုဖြစ်နေတာပေါ့ဒီတော့ရှိတော့မိတ်ကတွေပါလိမ့်သွားတယ်အေးဘာလုံးနေလဲဒါတော့နဲ့စကြတာပေါ့အာကြတာမလုံးနဲ့အားကြောက်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဒီလိုလေးတွေရှိပါတယ်ဟုတ်ကဲ့ဒီမှာကကျွန်တော်တို့ကငကိုတွေကလေဟိုသဘင်အကြီးဆိုတဲ့ဥစ္စာမဟုတ်ဘူးကျွန်တော်တို့ကဇက်လက်တန်လေးပုံစံမျိုးဇက်လက်တန်လေးပုံစံမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အာပြောရရင်တော့ပစ္စည်းတွေစုံစုံလင်လင် မပါတာတွေရှိတယ်အကုန်လုံးကဇက်ကြီးတန်းလို့ပြလိုက်ဇက်ကြီးတန်းမျက်စိလေတွေအကြောင်းမရှိဘူးကျွန်တော်ဒီဇက်လက်တက်အသေးလေးပေါ့နော်ဇက်တိတိလေးဆိုရယ်ကာရီတာတစ်ခုကိုပြထားတာအဲ့အတွက်ဟိုထောက်เสียရတော့မရှိတော့ဘူးလို့ထင်ပါတယ်ခင်ဗျာအမ2023ကျွန်တော်တို့17လပိုင်းရောက်ဖြစ်မယ်ထင်တယ်ဟုတ်ကဲ့နှစ်နှစ်ဝန်းကျင်လောက်တော့ရှိပြီတနှစ်ခွဲပေါ့ဟုတ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ပြီးတော့လေဖြစ်ပြက်နေတဲ့အကြောင်းအရာကဟိုပြောရရင်တော့အကုန်လုံးဝေစားစင်ဦးဆိုတာ reality လုံးဝဟိုပြောရရင်တော့ဗျာ fashion ဆိုတာအထက်ကို character ကိုပဲအကုန်လုံးဦးစားပေးကြတယ် အဲ့တော့ character အရပဲဝေကြစားကြတာပေါ့ဟုတ်ကဲ့အဲ့ဒါကတော့ကိုထွန်းကျောင်းကပြောလို့မရဘူးသူကအဲ့ဒါဟုတ်လားသူကအဲ့ဒါကြည်မှတည်ပါ16ရက်နေ့ယုံတင်ဒါဟိုတည်မှာပေါ့နော်ဟုတ်ကဲ့မဟုတ်ဒီထဲထဲမှာပြောရရင်တော့ character တွေကသူ့အနေနဲ့သူရှိပြီးသားဗျာကိုထွန်းဆိုရွာ color ကောင်းအဲဟိုကိုဖြိုးဆိုရင်ဒါဓာတ်ရက်ဘယ်ပြောရမလဲအဲအရက်တောက်တယ်ဆိုပေမဲ့ရွာသူလဲဟိုကိုထွန်းနီးနီးပါပဲသူလဲ color ကောင်းပဲပေါ့နော်အဲအဲ့ အဲ့ဒီအကြောင်းအရာတွေနဲ့ကျွန်တော်ဇက်သပင်ရအကြောင်းအရာတွေနဲ့ချိတ်ဆက်ပြီးတော့အလွဲလွဲလေးအလွဲလေးတွေဖြစ်တဲ့အကြောင်းကိုကျွန်တော်ရိုက်ထားတာပေါ့ဟုတ်ပြီအုံစားထားရဆိုတော့ကျွန်တော်တို့နိုင်တဲ့ဘက်ကပေါ့နော်ဥမာကျွန်တော်တို့ဒီမှာဟိုဇန်ညိုးထဲမှာခွန်းတောက်ဆိုမယ်ဆိုရင်ဒီခွန်းတောက်ကတော့အခုကျွန်တော်တို့ဟိုမှာဖြစ်ဘူးကျွန်တော်တို့ဆိုနေကြခွန်းတောက်လေးကိုပို့ကောင်းတယ်အဲဒီထက်ကဥစ္စာဆိုတာတက်ကိုကိုကိုဆိုနေကြဟောက်ဆိုတာပူအစင်ပြေတယ်ပေါ့နော်အဲနောက်ဘယ်ဟာလေးဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရင်တော့အစင်ပြေမယ်ထင်တယ်အကိုကြီးကျွန်တော်လူရှင်တော်နာမည်လေးတော့ကျွန်တော်ဒီလိုနာမည်လေးတွေ change ရင်လည်းအပူကြီးလက်ဆိုပြီးတော့ဒါကျွန်တော်တို့ Lucian နာမည်လည်းကျွန်တော်တို့ change ကြတာပေါ့ဇန်ညိုနဲ့ကနာမည်ကိုဟောဖြစ်ပြီးတော့အဲ့ဒါလည်းအကုန်လုံးကကြည်ယူသွားနဲ့လက်ခံပေးကြရတယ်ဟုတ်ကဲ့ဒါပေါ့ထိရောက်တဲ့ဆိုပေမဲ့လည်း driver ရဲ့ဟိုဟာ rank ကလည်းအရင်ကြီးကြည့်တာပေါ့ driver ကိုယ်တိုင်ကလည်းအဲပြောရရင်တော့သူကိုယ်တိုင်တိတိမိမိလုပ်နိုင်မှာသူပြောတဲ့ဥစ္စာကိုလည်းဟိုပြောရရင်တော့ actor တွေအကုန်လုံးကနားထောင်မှအဆင်ပြေမှာဟုတ်ကဲ့အခုကပြောရရင်တော့ driver လည်းစူးစမ်းတယ်အဖွဲ့သားတွေအားလုံးကလည်းစူးစမ်းကြပါတယ်ဒါကြောင့်မို့လို့ဒါဒီနေမွန်ရာဆိုရုပ်ရှင်ကားကြီးက တကယ်ဟိုကောင်းတဲ့ရုပ်ရှင်ကားကြီးဖြစ်လာပါမယ်ဟုတ်အဲပြောရင်တော့ဟို writer ကိုပို့ထုံးရောပေါ့နော်အဲအကုန်ဝိုင်းပြီးတော့စူးစမ်းကြတာပေါ့နော်ကျွန်တော်တို့ဟိုဒီ character ရိုက်မယ်ဆိုတော့ကျွန်တော်တို့လည်းဟိုတချို့အရာလေးမေးတယ်ပေါ့မင်းတို့ဇက်ကားစီးရင်ဘယ်လိုဘယ်လိုပုံစံစီးကြတော့ဘယ်လိုလေးနေကြတော့ဇက်နေရောဘယ်လိုမျိုးလေးနေထိုင်ကြတော့အဲဒီခန်းစီးကားတာအစားပြီးတော့မင်းသားမင်းသမီးအခန်းလူစင်တော်ကန်ဒါတွေကအစားဟိုကျွန်တော်တို့ကိုစမ်းမင်းလဲပါတော့ ိုတင်မောင်ဆမ်းမင်းဝင်လေကိုဆမ်းမင်းလည်းပါတယ်ပါတော့ကျွန်တော်တို့လည်းနိုင်နေရလေဒါကျွန်တော်တို့အကြံပေးုံတော့ပါပဲအဲအဲ့တော့အကုန်လုံးကဒီမြမမြမယဉ်ကျေးမှုနဲ့ဒီဘက်ကဟိုရွာပြောရင်တော့မြမယဉ်ကျေးမှုနဲ့တရေနဲ့ရွာသူရွာသားတွေနဲ့အကုန်ဝိုင်းပြီးတော့စီမံဖော်ဆက်ကြဟုတ်ကဲ့ဟုတ်ကဲ့အဲဒါကတော့ဟိုထရေလာလေးတွေတီဇာတီဇာလေးတွေကြီးတာနဲ့ねဒါပြိသက်တွေလည်းအချို့တွေလည်းမျောလင့်နေကြတာပေါ့နော်အချို့တွေလည်းအဲရင်ခုန်နေကြတာပေါ့အဲ့တော့ဟိုအများကြီးအားပေးမယ်လို့တော့ကျွန်တော် မျောလင်းမိပါတယ်ဆက်ချောင်းအင်းတွေယုံနေတဲ့ခါကျရင်ကျွန်တော်တို့နေမွေးရောအဖွဲသားတွေအားလုံးပြန်မျောလင်းချက်လေးပြီးသွားတော့အောင်လို့ဟုတ်လားဆက်ချောင်းအင်းတွေကလည်းစပြီးတော့နောက်ရက်နောက်ရက်တွေယုံနေတဲ့ခါမှာနေမွေးရောကိုအပိတ်ကြဖို့ဖိတ်ခေါ်ကြပါတယ်ခင်ဗျာဒီမှာဒီမှာဖွက်ထားပါတယ်တော်တော်ဖွက်ထားပါတယ်ဒါတော်တော်ဖွက်ထားပါတယ်ခင်ဗျာအဲဒီမှာတီတာမှာအဲကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တိုင်းကျွန်တော်နဲ့ကိုကျန်းနဲ့ဦးငန့်နဲ့ထွေလာမှာအဲ့လိုအင်တာတက်ရင်ကြောက်တက်တဲ့အကြောင်းလေးအဲ့ဒါလေးအပိုင်းစာလေးအတူလေးတင်အများကြီးပဲရှိတယ်ဇက်ကအရန်ပြောရရင်တော့တပုတ် တပုတ်ဦးလိုပဲနော်ဟိုဇန်ညုံကလောက်ထားတာအဲ့ပုံမှာရိုက်ကွင်းဇန်ညုံကကိုအောင်ကျန်းလို့ဆိုတော့ share ပေါ့ဗျာအဲအများကြီးပဲရှိပါတယ်ခင်ဗျအဲ့တော့ဟိုဇန်ပြောရရင်တော့အစာလေးတွေများတဲ့အတွက်ကိုကြည့်ရတဲ့ပိတ်သပြင်းမသွားပါဘူးအဲ့တော့လာကြည့်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်